ကိုအရှင်တို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတစ်ခုကိုပြောပြခြင်းတယ်။ရှင်မာကတ္တပကိုတော်မြတ်ကြီးပိပလိလှိုင်ကုန်မှာခုနှစ်ရက်တည်းတည်းနိရောဓသမာပတ်ဝင်စားပြီးတော့နိရောဓသမာပတ်ကထတော့လောကဓာတ်ကိုသူကကြည်တယ်ငါဘုစုကိုချီးမြှောက်ရပါမလဲကရုဏာသိကြီးတာကိုအရှင်မြတ်ကြီးတွေကအဲ့ဒီတော့ဆင်းရဲလွန်းလို့သူများပိုင်တဲ့လေမှာစောင့်ရတဲ့လေဆောင်တဲတဲမှာဆင်းရဲတဲ့အမျိုးသမီးလေးတယောက်ကိုမြင်တယ် ငါဒီအမျိုးသမီးကိုသွားပြီးတော့ချီးမြှောက်မယ်။ငါချီးမြှောက်တာကိုခံနိုင်တဲ့ငါချီးမြှောက်မှုကိုခံယူနိုင်တဲ့အခြေခံအရင်အနေတတ္တတရားသူ့မှာရှိရလားလို့အဲ့ဒါကိုကြည့်တယ်ဗျာ။ဒါလေးစိတ်ဝင်စားနေကောင်းတယ်နော်။အဲ့ဒီတော့မှဒီအမျိုးသမီးလေးမှာတရားတရားအရင်နေရှိတယ်။အဲ့ဒါဆိုရင်ငါတိုးတက်အောင်လုပ်ပေးလို့ရပြီ။ဟုတ်။ပိဿကြီးအရင်ဒီမရှိတဲ့လူတယောက်ကိုဘာမှတိုးတက်အောင်လုပ်လို့မရဘူးနော်။အဲ့ဒါနဲ့မထေမြတ်ကြီးကသပိတ်ပိုင်ပြီးတော့ကြွလာတယ်။ အဲ့ဒီမှာလက်တော်တဲ့ကိုကြွလာတာအဲ့ဒီမှာမျိုးသမီးလေးကကြည်ညိုတယ်တရားတရားအရင်အနှီးရှိတော့ကြည်ညိုခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုအမျက်စပြီးတော့ရတယ်အဲ့ဒါနဲ့သူဘာဆက်ပြီးတော့စိတ်ကူးလဲဆိုတော့ငါတဲ့လှူဒန်းမှုကိုပြုမယ်ဆိုရင်ငါအတွက်တေချာဖို့အကျိုးရှိမှာပဲအဲ့ဒါနဲ့နေ့လည်တိုင်းသူစားဖို့ဆိုပြီးတော့လှောလာတဲ့ပေါက်ပေါက်ပွင့်ဘာမှတန်ဖိုးကြီးတာမဟုတ်ပါဘူးအဲ့ဒီပေါက်ပေါက်ပွင့်တွေကိုအရှင်မြတ်ကြီးရဲ့သဘိတ်သေးကိုလောင်းထည့်တာ လူဘဝဝိတုပစ္စည်းကတန်ဖိုးမကြီးပေမလို့ယုံကြည်မှုတသက်တရားနဲ့ပြည့်မြင့်နာလေတဲ့ပညာတွေကအထက်တန်းကြတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုတွေကအရှင်မြင့်နေဟုတ်လားအဲ့ဒါအရှင်မြတ်ကြီးသိတဲ့တရားကိုသိပြရစီဆူတောင်းမထေရမြတ်ကြီးကလည်းပြည့်စီဆိုပြီးတော့ပြန်ကြွန့်သွားတာအဲ့ဒါသူလည်းသူ့လေဆောင်တဲလေးနဲ့ပြန်အဝင်မှာအဲ့ဒီကခြင်းယူကအစိတ်ပြင်းတဲ့မွေတကောင်ကရုတ်တရက်ထွက်ပြီးတော့ကြိုက်လို့အဲ့ဒီနားတဲ့ပွဲချင်းပြီးသိတယ် အဲ့ဒါတာဝရင်သာလက်ကြည်ကိုရောက်တယ်။ပေါက်ပေါက်ပွင့်နေလှူခဲ့တော့သူ့ရဲ့ဗိမာန်မှာပေါက်ပေါက်ပွင့်နဲ့သဏ္ဍာန်နဲ့တူတဲ့ယတနာတွေအများကြီးရှိချေထားတယ်။သူစဉ်းစားတယ်။ငါဘာကြောင့်ဒီလောက်ကြီးကျယ်တဲ့စီစဉ်ကိုရတဲ့လေ။ဩအရှင်မြတ်ကြီးရဲ့ကျေးဇူးကြောင့်ကိုဆက်ပြီးတော့စဉ်းစားတယ်။ဒီအရှင်မြတ်ကြီးကိုအမိပြုပြီးတော့ငါကုသိုလ်တွေလုပ်ခဲ့တယ်။ကုသိုလ်ကောင်းမှုဒီလည်းပဲငါ့ကိုချမ်းသာအောင် လုပ်ပေးတဲ့ကျေးဇူးရှင်ပဲ။ဒီတဲ့ဒါလေးဒါလေးနော်။ ကုသိုလ်ဟာတတ္တဝါတို့ရဲ့ဗာလဲကျေးဇူးရှင်မြတ်အဲ့ဒါနဲ့ငါကျေးဇူးရှင်ကိုမေ့လို့မဖြစ်ဘူးဟောယုံကြည်မှုတတ္တတရားပိုးတိုးလာလက်တွေ့တွေ့သွားတာသောတုံးကလေတဲ့တုံးကနေထွက်ပြီးတော့လှူလိုက်တုံးကတတ္တတရားကဒီလောက်ကြီး မကြီးဘူးလို့ဆိုရမယ်အခုကုသိုလ်ကောင်းမှုတည်ဒီလိုလုပ်ရင်ဒီလိုချမ်းသာတယ်လို့သူကိုယ်တိုင်မတွေ့ဘူးလားတွေ့တော့တွေ့တဲ့အချိန်မှာယုံတဲ့တတ္တတရားတည်မကြီးကျယ်ပြီဘူးလားကြီးကျယ်တယ်အဲ့ဒီတော့ဘာလုပ်တော့ဆိုတော့ ယုံကြည်မှုတတ်တာတည်းကအရင်ဒီပုံများလာတယ်အရင်ဒီပုံများလာတော့အကျိုးမြတ်တွေပို့ထွက်လာမယ်စောင့်ကြည့်သူပါစဉ်းစားလဲဆိုတော့ငါနှစ်စည်းစိမ်ကိုခံစားနေဖို့အချိန်မဟုတ်ဘူးတဲ့ကုသိုလ်ကြောင့်ဒီလောက်ကြီးကျယ်တဲ့ချမ်းသာကိုရတာငါကုသိုလ်ကိုသာနဲ့အဆက်မပြတ်ဖြစ်စေမယ်ဆိုပြီးတော့မထေမြတ်ကြီးကလည်းကျေးဇူးရှင်ဆိုတော့အဲ့ဒီမထေမြတ်ကြီးသတင်းသုံးတဲ့နေရာကိုနှစ်တို့ရဲ့တကူနဲ့ကြည့်ပြီးတော့အဲ့ဒီကြောင်းတိုက်သေးကိုဓမြက်ရှိလဲတယ်တောက်ရီအူရီတဲ့တယ်ညာဘိုင်းသွားလောက်တာဗျာ ဲ့ဒါမတိမြကြီးကမနဲ့လင်းတော့ဟာကြောင်တလင်းလင်းခုလုံးလည်းပြောင်းအောင်လို့ရေဦးတွေကလည်းရေတွေရွှဲလို့ဟုတ်လားရေလားနှစ်ရက်သုံးရက်မသိဘူးနောက်၄ရက်မြောက်လောက်ကြာတော့မတိမြကြီးကစောစောတို့တော့အဲ့ဒီမှာကပ်ပေါက်ကနေပြီးတော့နတ်သမီးရဲ့အယောင်အလင်းတွေကထွက်ထိုးဝင်လာတာအဲ့ဒီမှာတမျက်စီလဲတာလဲကြာတော့အစတုန်းကတော့ကိုရင်နေဦးစင်းနေလို့တည်ထင်းနေတာအဲ့ဒါတကားပေါက်လေးလှက်ကြည့်တော့ဟေးဘယ်သူလဲမှန်လားပါတပည့်တော်ပါဗျာတပည့်တော်ကဘယ်သူလဲ အရှင်မြတ်ရဲ့ကျေးဇူးကြောင့်လက်ပြည်ကိုရောက်နေတဲ့လေဆောင်တဲတဲကလေဆောင်သမလေးပါဗျာခုတော့နတ်သမီးဖြစ်နေပြီပေါ့မနေ့တုန်းကလည်းနင်လောက်တာပဲလားဒီတန်ရှင်ကြီးတွေမှန်မှဗျာအေးနောက်တာမျိုးလာမလုံးနဲ့ဘလို့မခံဘူးမထင်မြတ်ကြီးကဘာပြုလို့လဲဗျာကုသိုလ်ဆိုတာတပည့်တော်ရဲ့ကျေးဇူးရှင်ပါဗျာတပည့်တော်ရဲ့အားကိုးရာပါဗျာဒါကြောင့်ကုသိုလ်ကောင်းမှုကိုတပည့်တော်လုပ်ပေးရစီတောင်းပန်တာအဲ့တော့မထင်မြတ်ကြီးကဘာပြောလဲဆိုတော့မလုံးနဲ့တဲ့ နောက်တစ်ချိန်မှာစမ်းကြဲတဲ့ရက်တောင်ကိုကန်ပြီးတော့တရားဟောဓမ္မကတိကတွေကရှင်မကတ္တဝကိုတော်မြတ်ကြီးဟာနတ်သမီးတစ်ပါးရဲ့အပြုစုကိုခံယူတော်မူသွားတယ်လို့ငါတရားတဲ့ထည့်ပြီးတော့ဟောမခံနိုင်ဘူးတဲ့အဲ့ဒါလေးပြောတယ်အဲ့ဒီတော့နတ်သမီးကလည်းငိုးပြီးတော့တောင်းပါတယ်မထေရမြတ်ကြီးကလည်းလက်မခံဘူးအဲ့ဒါနဲ့နောက်ဆုံးတော့လက်ဖြောက်တီးလိုက်တယ်လက်ဖြောက်တီးလိုက်တော့သူရက်တည်လို့ရက်တည်ပြီးတော့မနေနိုင်ဘူးအဲ့ဒါနဲ့လက်အုပ်ချီပြီးတော့နောက်ဆုံးနောက်ဆုံးသူငိုးရှာတယ်အဲ့ဒီနတ်သမီး ကုသိုလ်မပြုရလို့ငိုတာတဲ့ကုသိုလ်အပေါ်မှာကုသိုလ်ဟာငါ့ကို ချမ်းသာစေတယ်လို့ယုံလိုက်ပုံများဟင်တကကြီးဒီမိုက်များဆိုကြပါစို့တစုံတစ်ခုသောခြေလုံးလေးဟာမျိုးလိုက်လို့ရှိရင်တသက်လုံးအဟာရသိတိပြီးမယ်လို့တကယ်ယုံနေဆိုရင်မျိုးချဖို့ဘာတာဘာတာဝင်လေးနေဘာမှတာဝင်မလေးဘူးမျိုးချမှာပဲသူကတကယ်လက်တွေ့ကြီးယုံနေတာအခုအဲ့ဒါနဲ့နတ်သမီးငိုတော့အဲ့ဒီငိုတဲ့အတန်ကိုမြတ်စွာဘုရားကကြားတော့ အဲ့ဒီနတ်သမီးရှိမှတကိုးတော်နဲ့ပေါ်လာတဲ့ပုံစံဖန်ဆင်းပြီးတော့မြတ်စွာဘုရားကတရားတပုတ်ဟောတယ်။တရားမဟုတ်သေးခင်မှာပြောသေးတယ်ချစ်သမီးတဲ့။ကုသိုလ်ကောင်းမှုပြုဖို့ရာကကုသိုလ်ကို မျက်နှိုးတဲ့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေရဲ့တာဝန်ပဲတဲ့။ဆောင်သီးဖို့ရာကငါသားတော်ယဟန်တော်တို့ရဲ့တာဝန်တဲ့။အဲ့ဒီလိုပြောပြီးတော့မြတ်စွာဘုရားကဘုံဉ္စီပုရိသောကိရာကိရာနံပုဏ္ဏပုဏ္ဏ တမိဇာနံဂိရာထသူခောပုံညတ္တဥစေယောကုသိုလ်ကောင်းမှုကိုထက်ချီတလဲလဲပြုရတယ်ကုသိုလ်ပြုခြင်းနဲ့ဆန္ဒတွေကိုဖြောင်းမပြင်းနဲ့ကုသိုလ်ကိုထက်ချီတလဲလဲပြုလို့ကုသိုလ်တွေစုမိပြီဆိုလို့ရှိရင်အဲ့ဒါချမ်းသာဒုက္ခရတော့တာပဲတဲ့ပိဋကရေကုသိုလ်တွေစုမိပြီဆိုရင်ချမ်းသာဒုက္ခရတော့တာပဲလို့အဲ့ဒီဂါထာလေးလဲဟောလိုက်ရောအဲ့ဒီနတ်သမီးတွေသောတပတ္တိမဉ္ဇဉ်ဖူဉ္ဇဉ်ကိုရတယ် ိတ်တဲ့အဲ့ဒီကြတော့မှတကယ်ပူပြီးတော့ကြီးပွားသွားတာဆိုတော့တုန်းကလက်ဖြစ်တဲ့ချမ်းသာဆိုတာကပိတ်တဲ့ရှောကြနိုင်နေတဲ့ချမ်းသာပေါ့နော်သောတပတိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်ဆိုတဲ့လောကုတ္တရာချမ်းသာကတော့ပြန်လဲရှောမကြနိုင်တဲ့ချမ်းသာတရှိန်နဲ့သူကတက်သွားတော့မှသေချာဖို့အရတ္တမအရတ္တဖို့ကိုရပြီးတော့ပရိနိဗ္ဗာန်ဆံပြီးတော့ဒုက္ခဝတ်ကြီးငြိမ်းရတော့မှမကောင်းဘူးလားကောင်းတယ်အဲ့ဒါလိုကြီးပွားခြင်းအစစ်ဖြင့်ကြီးပွားသွားတာဟာ ဘယ်အရင်အနည်းကိုအခြေခံပြီးတော့သူစူးစမ်းလိုက်တာလဲတတ္တာတရားဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲယုံကြည်မှုတတ္တာတရားဒီဟုသောအရင်အနည်းကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေနဲ့တိုးတက်ကြီးပွားတဲ့ပုံစံတွေဖြစ်အောင်မလုပ်တဲ့မို့လားလုပ်တဲ့နေကြီးပွားခြင်းတဲ့ဆိုရင်အရင်အနည်းလေးအရင်ရှာပါအောင်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့ယုံကြည်မှုတတ္တာတရားတွေတိုးတက်များပြားလာအောင်သူတော်ကောင်းတွေကိုပေါင်းသင်းပါ သူတော်ကောင်းတရားကို လေ့လာပါဟုတ်လားတက်နိုင်သလောက်လဲသူတော်ကောင်းတရားကိုကြိုးစားပါကြိုးစားကြည့်မှလည်းပဲထိုက်တဲ့ချမ်းသာဒုက္ခကိုရပြီးတော့ဩဒီလိုလုပ်ရင်ဒီလိုချမ်းသာသကိုလို့ယုံကြည်မှုကလည်းတိုးမှာနော်နင်းနေမှလုပ်မကြည့်ရင်လည်းယုံစရာကဘာမှတွေ့မှာမဟုတ်ဘူးဟုတ်လားလုပ်ကြည့်မှလည်းပဲချမ်းသာမှသိမှလည်းပဲယုံကြည်မယ်ယုံကြည်မှဆက်လုံမယ်ဆက်လုံမှပိုးပြီးတော့ယုံစရာတွေတွေ့မယ်အဲ့ဒါလိုလေးလေပတ်သွားမှကောင်းမှာ